ဟုတ်ကဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာလိုအပ်နေတာကဗီတာမင်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာမိန်ကလေးတွေရဲ့လိုအပ်နေတာတော့ကျွန်တော်ပုံမှန်ပြရတာဗီတာမင်ပဲဖြစ်ပါတယ်ဒီနေ့ဒီညီလေးအကြောင်းကိုပြောပြပေးခြင်းပါတယ်ဒီညီလေးရဲ့ချိန်တူတွင်းမှာအောင်မြင်သွားတဲ့အကြောင်းလေးပေါ့နော်ဒီညီလေးဘာလို့အောင်မြင်လဲကောင်မလေးတွေသူ့ကိုဘာလို့အသေးဆွဲနေလဲဆိုတာတော့ကျွန်တော်ပြင်ပါသူ့ကိုကိုယ်တိုင်တွေ့တော့မှတကယ်ကိုမြင်တွေ့လိုက်တော့မှသိရတာပေါ့နော် သူပွဲတွဲမှာပေါ့နော်သူ့ရဲ့စီနီယာအမှုပညာရှင်တွေနဲ့တွေ့ရအခါမှာသူလက်အုပ်လေးချီပြီးတော့သူရိုးရိုးချိုးချိုးလေးနဲ့ဒီ respect ရှိရဲ့လေးစားတမှုပြုတဲ့အမူအရာလေးတွေပြီးတော့အဲ့ပွဲမှာဆိုလို့ရှင်ပေါ့နော်တင်းကျော်ပွဲဖြစ်တဲ့အတွက်သူဆိုင်းဝိုင်းကြီးနဲ့တီဆိုဖြော်ပြရတယ်ပေါ့နော်အဲ့ဆိုင်းဝိုင်းနဲ့တီဆိုဖြော်ပြရတယ်သူမမာတန်စင်ကိုပထမဆုံးချင်းတီဆိုဖြော်ပြရတာဖြစ်တဲ့အတွက်သူမိဘတွေကိုဒီပွဲကိုလာရောက်ချီးရှုစေခြင်းနဲ့ စေတနာနဲ့ပေါ့နော်သူမိဘတွေခေါ်ပြီးတော့ဒီပွဲကိုသူခေါ်လာခဲ့တယ်ပြီးတော့သူအမေကိုယ်တိုင်ပြောတာအင်တာဗျူးမှာဆိုလို့ရှိရင်သူ့မိကိုယ်တိုင်ပြောတာတော့သူမန္တလေးမှာပေါ့နော်ဝတ်သားရောင်းပြီးတော့သူ့သားလေးကိုပေါ့နော်တေချာပညာသက်ဖြစ်အောင်တေချာပြုစုစောက်ရှောက်ပြီးတော့ဒီလမ်းကြောင်းပေါ်ပေါ့နော်ဒီလမ်းကြောင်းပေါ်ရောက်ရှိခဲ့တာအခုဆိုလို့ရှိရင်တော့တားကသူ့ကိုအများကြီးကျေးဇူးဆက်နိုင်ခဲ့တယ်ပေါ့နော်ဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကပါလဲဆိုတော့သူ့ရဲ့တောက်တင်းခိုင်မာတဲ့ဖန်ကြီးတစ်ခုကို ဒီမိန်းကလေးတွေ fan ကသူဒီ interview လုပ်နေတဲ့အချိန်မှာအတန်ငြိမ်ဆိုလို့ရှိရင်လုံးဝအတန်သိပ်ပြီးတော့နောက်တစ်ခါနောက်တစ်ခုလေးစားစရာအချက်ကဘာလဲဆိုလို့ရှိရင်သူ့ရဲ့ fan ကလေးတွေသူ့ရဲ့ fan အဖွဲ့အကအားလုံးကိုသူတည်ရတဲ့ချာအုံနောက်ကမှတ်ထားနိုင်တယ်မှတ်မိနေတယ်ပေါ့နော်မှတ်မိနေတယ်အဲသူတွေ့တဲ့ခါကျလို့ရှိရင်ဘယ်သူမပါဘူးလားလို့ fan တွေဘောပေါ့နော်သူအလေးထားမှုကလည်းသူရဲ့တကယ်လေးစားစရာကောင်းတဲ့အချက်ပဲအဲ့အတွက်ကြောင့်ချစ်ဖို့ကောင်းတဲ့အမူအရာလေးလေးစားမှုရှိတဲ့သူ့ရဲ့ပုံစံလေးက သူအချိန်ပိုတွင်မှာအောင်မြင်စေရလို့ကျွန်တော်မျက်လုံးထဲမှာမြင်မိတယ်ပေါ့နော်အခုတူထက်ရှိရဲ့မြင်္ဂလာပါဆိုရဲတခြင်းရလဲတကယ်ကိုပေါ့နော်သူ performance အပြည့်နဲ့အကောင်းမွန်ဆုံးတည်ဆူဖြော်ပြထားတာကိုလည်းတွေ့ရတယ်နောက်ထပ်တူထက်ရှိရတဲ့တခြင်းတစ်ခုလည်းရှိရဲအဲ့တခြင်းကတော့အာဒီနဲ့တခဏလေးဖြစ်ဖြစ်ဒီတခြင်းလေးကလည်းတကယ်ကိုချစ်စရာကောင်းတဲ့ပုံစံလေးနဲ့သူတည်ဆူဖြော်ပြထားတာပေါ့နော် ဟုတ်ကဲ့ပါဗီတာမင်ဆိုတဲ့ညီလေးအချိန်တိုတွင်းမှာအရန်ကိုအောင်မြင်သွားတဲ့အချက်တွေကဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနပြောပြတဲ့အချက်တွေတော့ပဲဖြစ်ပါတယ်။အဲ့တို့ကြောင့်အမှုပညာရှင်တွေတသက်စအမှုပညာရှင်တွေဒီညီလေးကိုအတူယူကြပါလို့ပြောကြကြပါတယ်။ဗီတာမင်ဆက်လက်ပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။